ာမင်္ဂလာပါမဲအင်ဂျင်နီယာရှင်ဟုတ်ကဲ့ပါမင်္ဂလာပါဟုတ်ကဲ့မှာကျွန်တော်တို့ပေါ်တော့ဒီမနေ့ကအင်္ဂါနေ့မှာ Washington DC Federal တရားရုံးကနေပြီးတော့တရားသူကြီးကဒီ VOR နဲ့ RFA ပေါ့နော်လုပ်ငန်းတွေကိုငကိုတိုင်းပြက်လဲလဲပတ်ဖို့အတွက်ဆုံးဖြတ်ချက်ချပေးလိုက်တယ်လို့အာကြားသိရတယ်ဆိုတော့ဒီအလောက်ခဲ့တဲ့ပေါ့နော်ကြားနာမှုအခြေအနေဘယ်လိုရှိလဲတရားသူကြီးဆုံးဖြတ်ချက်ကဘယ်လိုအခြေအနေနဲ့ချမှတ်ပေးလိုက်လဲဆိုတာကိုအရင်ဆုံးအမှန်ကန်တိုင်းရှင်းပြပေးပါရှင် ဟုတ်ကဲ့အဲ့တော့ဒီတရားသူကြီးကကျမတို့ဒီဆုံးဖြတ်ချက်ပေါ့နော်ကျမတို့ဒီ American က Washington DC စံတော်ချိန်ဆိုတော့ဒီကနေ့ပေါ့နော်မကြသေးခင်ဒီနိုင်ပိုင်းလောက်ကသူချမှတ်လိုက်တဲ့အဲဆုံးဖြတ်ချက်သူ့ရဲ့အမိန့်မှာတော့ကျမတို့ VOE ဝန်ထမ်းနေအားလုံးလုပ်ငန်းခွင်ပြန်သွားဖို့ပေါ့နော်အဲနောက်ပြီးတော့ဒီကျမတို့ဒီ VOA ကအာပြဋ္ဌာန်းချက်တွေ VOA ကဒီယုံကြည်ရတဲ့သတင်းဌာနတစ်ခုအနေနဲ့ဒီ American နိုင်ငံရဲ့ အဲဒီအမေရိကန်နိုင်ငံရဲ့အကျိုးစီးပွားပေါ့အမေရိကန်နိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေကိုကျမတို့ထုတ်လွှင့်နေကြတိုင်းပဲပေါ့နော်ကျမတို့ရဲ့နောက်ပြီးတော့ဒီသတင်းတွေပြန်ပြီးတော့ပုံမှန်လက်ပတ်ခွင့်ဟိုဟာလှုပ်ဖို့ပေါ့လေဆိုပြီးတော့တရားသူကြီးကအမိန့်ချမှတ်လိုက်တယ်အဲ့ဒီမှာကျမတို့ကဝန်တန်းပေါင်းဟို1300ကျော်ရှိတယ်အဲ့ဒီ ဝန်ထမ်းပေါင်း1300ကျော်ကို Trump အစိုးရကသူကဟိုအကုန်လုံးလုပ်ငန်းတွေကိုသူကရပ်ဆိုင်းပြီးတော့1300ကျော်လောက်ကိုကျမတို့အလုံးလုံးခွင့်မပေးထားတာပေါ့နော်အဲ့ဒါတွေအားလုံးကိုကုန်ရုပ်သိမ်းပြီးတော့ကျမတို့အဲ့1300လုံးပေါ့နော်ဝန်ထမ်းအားလုံးအလုပ်တွေပြန်လုပ်ရမယ်နောက်ပြီးတော့ဒီအတန်လွှင့်လုပ်ငန်းနဲ့အညီပေါ့နော်ကျမတို့ဒီတောင်းဆိုထားတဲ့အဲဒီဟိုပါပေါ့အော်နိုင်ငံတကာဒီ wire တည်င်း source တွေအဲ့ဒါတွေနောက်ပြီးတော့ကျမတို့အတန်လွင့်လုပ်ငန်းနဲ့ပတ်သက်တဲ့ဤပညာတွေကိုကျမတို့ပြန်ပြီးတော့ပေးဖို့ပေါ့လေအဲ့ဒါတရားသူကြီးကလည်းချမှတ်ထားပါတယ် ဲ့တော့ဒီနောက်ပြီးတော့တရားသူကြီးကတခါတည်းအဲဒီဆုံးဖြတ်ချက်ထဲမှာကျမတို့ကအဓိကတော့ USAGM လို့ခေါ်တဲ့ဒီကဘာလုံးဆိုင်ရာနဲ့ပတ်သက်တဲ့သတင်းဌာနပေါ့နော်ဒီကဘာလုံးဒီဆိုင်ရာသတင်းတွေနဲ့ပတ်သက်ပြီးတော့အော်တင်ပြနေတဲ့တင်ဆက်နေတဲ့ဒီ American သတင်းဌာနရဲ့အောက်မှာကျမတို့ VOA နဲ့အတူလုပ်တဲ့ဒီ Radio Free Asia နောက်ပြီးတော့ဒီနောက်ထပ်သတင်းဌာနတစ်ခုပေါ့เนาะဒါကတော့သူတို့ဒီအရှိအလေပိုင်းသတင်းဌာနတစ်ခုပေါ့လေအဲ့တော့ကျမတို့သတင်းဌာန၃ခုလုံးကိုပုံပုံမှန်အတိုင်းအလုပ်လုပ်ခွင့်ပေါ့เนาะအထူးသဖြင့်တော့ဒီ Radio Free Asia ဒီ RFA ကိုတော့ဒီအမ်ကွန်ဂရက်လွှတ်တော်ကချမှတ်ထားတဲ့ဘတ်ဂျက်အတိုင်းပေါ့เนาะဒီတမရထရမ့်အစိုးရကအာနေပြီးတော့အဲ့ဘတ်ဂျက်ကိုပေးပြီးတော့ RFA ကိုပုံမှန်လက်ပတ်ခွင့်ပေးရမယ်ဆိုပြီးတော့လည်းချမှတ်ထားပါတယ် ။နောက်ပြီးတော့ကျမတို့ VOE ကနောက်တစ်ချက်က VOE ဝန်ထမ်းတွေကလည်းကျမတို့ဒီ US AGM ပေါ့နော် Trump အစိုးရရဲ့ဒီ US AGM ကို agency ကိုကျမတို့တရားစွဲထားတဲ့ထဲမှာဝန်ထမ်းတွေတွေမကဘူးကျမတို့ VOE ရဲ့ director Mike ကလည်းကျမတို့ BOE ရဲ့ director ကလည်းပေါ့เนาะအဲဒီအစိုးရကိုပြန်ပြီးတော့တရားစွဲထားတယ်အဓိကလုပ်ငန်းတွေကိုပြန်ပြီးတော့အဒီပြဋ္ဌာန်းချက်နဲ့ပေါ့เนาะလွှတ်တော်ကပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ လက်ပတ်ခွင့်ပြုဖို့ဆိုတဲ့ဒီအမှုကိုလည်းတရားသူကြီးကအနိုင်ပေးလိုက်တယ်ဆိုတော့ကျမတို့အားလုံးကအလုပ်ပြန်လုပ်ခွင့်တော့ဟောရနေပြီပေါ့လေဆိုတော့ဒီတမရထရမ့်ရဲ့အစိုးရအဖွဲ့ဘက်ကရောတရားသူကြီးရဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဗောနော်သူတို့ဘလို့တုံ့ပြန်မှုရှိလဲပြီးတော့ဒီသူတို့ရဲ့တုံ့ပြန်မှုပေါ်မှာမူတည်ပြီးတော့အမားတို့ဒီ VOA ပြန်လဲလဲပတ်မဲ့အခြေအနေပေါ့နော်ပြီးတော့ဒီဝန်ထမ်းအလုံးလုပ်ငန်းခွင်ပြန်သွားလို့ရမယ်အခြေအနေကရောအပြောင်းလဲဖြစ်လာနိုင်အောင်မလား အဲ့တော့အခုဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့သမ္မတထရမ့်ဘက်ကဘလို့ပြန်ပြီးတော့တုံ့ပြန်မလဲဆိုတာတော့ကျမတို့မသိသေးဘူး။ဒါပေမဲ့ကျမတို့ဟိုညင်ထားတာကတော့သူတို့ဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြီးတော့သူတို့အယူခံဝင်မယ်ပေါ့နော်။အဲအဲ့ဒါမျိုးတော့ရှိမယ်။ဆိုတော့အခုဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကကျမတို့အတွက်ကဒါအနိုင်ရတယ်ဆိုပေမဲ့ဒါအဆင့်ကဟို လို့ပြောမလဲအဆင့်အများကြီးတဲကအဆင့်တစ်ဆင့်ပဲရှိသေးတယ်ပေါ့လေဆိုတော့ဟိုကျမတို့အဓိကတိုက်နေတာကအာ American လွှတ်တော်က VOA နဲ့ပတ်သက်ပြီးပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်တွေအတိုင်းပေါ့နော်လွတ်လပ်တဲ့သတင်းဌာနတစ်ခုအနေနဲ့ American နိုင်ငံရဲ့အတန်ကိုကျမတို့ကအာလွှင့်ဟိုမှန်မှန်ကန်ကန်ပေါ့နော်ဒီသတင်းဒီကျင့်ဝတ်နဲ့အညီကျမတို့လွှင့်ထုတ်နိုင်ဖို့နောက်ပြီးတော့ဒီတရုတ်တို့ရုရှားတို့ အီရန်တို့စတဲ့ဒီဟိုအာဏာရှင်ပေါ့နော်ကျမတို့မြန်မာနိုင်ငံကဒီစစ်အစိုးရတို့ပေါ့နော်ဒီစစ်အာဏာရှင်တွေဒီကြီးစိုးတဲ့နိုင်ငံတွေမှာသတင်းအတုသတင်းအမှားတွေဒီသတင်းလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံတွေအတွက်ကိုကျမတို့ကဒီဟာသတင်းလွတ်လွတ်လပ်လပ်နဲ့တင်ဆက်ခွင့်ရဖို့ပေါ့လေဆိုတော့ဒီလိုဟိုလွတ်တော်ကပြဋ္ဌာန်းထားတဲ့အချက်တွေအတိုင်းကျမတို့ပြန်ပြီးတော့ VOA နေနဲ့လက်ပတ်ဖို့ကိုကျမတို့ဆက်ပြီးတော့တိုက်သွားမယ်ဒါပေမဲ့ဒီ သမရာထရမ့်အစိုးရအဖွဲ့ကတော့ဒီ US agency အနေနဲ့ကတော့ဟိုကျမတို့ VOE နဲ့ပတ်သက်တဲ့တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြီးတော့သူတို့အယူခံဝင်သွားမယ်ဆိုရင်တော့ဟိုကျမတို့ပြန်ပြီးတော့လုပ်ငန်းဝင်တွေကိုပြန်ပြီးတော့အရင်တိုင်းပြန်လုပ်နိုင်ဖို့ဆိုတော့မဖြစ်နိုင်သေးဘူးပေါ့နော်ဆိုတော့ဒါဒီနောက်ပိုင်းကတော့လွှတ်တော်ကနေပြီးတော့ VOE ကိုဘယ်လိုပုံစံနဲ့ဆက်ထားမလဲဆိုတော့လွှတ်တော်ရဲ့ဆုံးဖြတ်ချက်မှာတော့ပို့ပြီးတော့အရေးကြီးလာမယ်လို့တော့ကျမမြင်ပါတယ်ရှင် ဟုတ်ကဲ့ပါဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုအကြားသိပြီးတဲ့နောက်မှာပေါ့နော်အားလုံးကဒီ VOA အကနေပြီးတော့ဘယ်တော့သတင်းတွေပြန်လွှင့်လာတော့မလဲဆိုတာကိုသိချင်ကြတာပေါ့နော်ဆိုတော့ဒီ VOA ကနေပြီးတော့သတင်းတွေပြန်လွှင့်မဲ့အချိန်ကရောဘယ်တော့လောက်ဖြစ်နိုင်မယ်လို့ပြောလို့ရနိုင်မလဲတကယ်လို့ဒီသတင်းလွှင့်မှုကြားထဲမှာပေါ့နော်ဘလို့အတားဆီးတွေရောဖြစ်လာနိုင်မလဲဟုတ်ကဲ့သမရထရမ့်အစိုးရကတော့ပေါ့နော်ကျမတို့ဒီ VOA ကိုသူကတော့ လုံးဝဟိုရက်ဆိုင်လိုက်ဖို့ပေါ့နော်ဒါသူတို့စူးစမ်းနေတယ်စူးစမ်းတာလည်းဖြစ်တယ်အဓိကတော့သူတို့ဒီအစိုးရအတုံးစီအတွက်ပေါ့နော်ဒီဟာ BOA အနေနဲ့ဟာဒါမရှိတဲ့ဘူးပေါ့လေဒါအစိုးရအတုံးစီကဒီ BOA အတွက်မတုံးတင်ဘူးဆိုတော့အကြောင်းပြချက်နဲ့သူတို့ကတော့အနီကောင်ကျမတို့အတန်းတွင်းလုပ်ငန်းကြီးအားလုံးကိုရပ်ပစ်ဖို့ကြိုးစားတာဖြစ်တယ်။အဲ့တော့တစ်ဖက်မှာလည်းဒါသမရအမိန့်နဲ့ဖြစ်နေတယ်။အခုတရားရှင်ကြီးဒီတရားရေးဌာနကတော့ ဒါ VOE ကလွှတ်တော်ရဲ့ပြဋ္ဌာန်းချက်အတိုင်းဆက်ပြီးတော့ရှိရမယ်ဒီ mandate အတိုင်းပေါ့နော်လွှတ်တော်ကပေးထားတဲ့ mandate အတိုင်းကျမတို့ VOE ကဆက်ပြီးတော့သွားရမယ်ဆိုတော့အော်တော့ဟိုတကယ်တမ်းတော့တရားရေးအရာဆိုရင်တော့ကျမတို့ကပြန်လုံနေတင်ပြီဒါပေမဲ့တစ်ဖက်မှာလည်းသမရရဲ့အမိန့်အာဏာရှိနေတဲ့အတွက်ဒီနှစ်ခုကြားမှာတော့ကျမတို့ ပြီးဝေးရပါတော့เนาะဟောပုံမှန်အတိုင်းအရင်တိုင်းပြန်ပြီးတော့လေပတ်ဖို့ဆိုတာတော့ကျမတို့တိတ်မျောလင်းလို့တော့မရဘူးဒါပေမဲ့အဲဒီအခု VOA ကိုဘလို့ပုံစံမျိုးနေနဲ့ပြန်ပြီးတော့ထုတ်လွှင့်မလဲဆိုတာတော့ကျမတို့ဒီ VOA ကလူကြီးတွေပေါ့เนาะအုတ်ချုပ်ရေးပိုင်းကတော့သူတို့ ကျိန်နေသူတို့ပြန်ပြီးတော့ဆွေးနွေးနေကြတယ်ဆိုတော့ဒီတရားသူကြီးရဲ့အမိန့်ရဆိုရင်တော့ကျမတို့ကချက်ချင်းကိုပဲကျမတို့အလုပ်တွေကိုစပြီးတော့လက်ပတ်ရတော့မှာဖြစ်တယ်ဒါပေမဲ့တမရထရမ့်အဖွဲ့အနေနဲ့ကတော့အစိုးရအဖွဲ့အနေနဲ့ကတော့ဘလို့ဒီတရားသူကြီးဆုံးဖြတ်ချက်ကိုဘလို့ခုခံခြေပပြီးတော့ဘလို့သွားမလဲဆိုတဲ့ပုံမှာတော့ကျမတို့လည်းဟိုစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ ဟုတ်တယ်အဲ့တော့ဟိုအချိန်ရဆိုလို့ရှိရင်တော့ကျမတို့က VOA ကိုချက်ချင်းဘယ်ချိန်လဲဆိုတာကတော့တကယ်တမ်းတော့အတိအကျပြောလို့မရသေးဘူးပေါ့နော်ကျမတို့ကတော့အခုညွှန်ကြားချက်တွေအရဆိုရင်ဟိုမှာမနေ့ဖြန်လို့ကျမတို့ ready ဆိုလို့ရှိရင်ကျမတို့ကအတန်ွဲ့လုပ်ငန်းတွေကိုပြန်ပြီးတော့လုပ်ဖို့ကျမတို့ကချက်ချင်းရုံးတွေကိုကျမတို့ပြန်ပြီးတော့တက်ရောက်ရမှာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကိုစောကပြောသလိုပဲသမရထရန့်ဖွဲ့ကနေပြီးတော့အော်သူတို့တရားသူကြီးရဲ့အမိန့်ကိုပြန်ပြီးတော့ အယူခံဝင်မယ်ဆိုရင်တော့ကျမတို့အလုပ်ကတော့သွားလို့မရသေးဘူးပေါ့နော်ဆိုတော့အဲ့လိုတော့ဖြစ်နေပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ဒီအမှုကိစ္စတွေအကြောင်းမေးချင်တာပါဒီ VOA ဘက်ကနေပြီးတော့သမရထရန်ဘက်ကိုပေါ့နော်တရားစွဲဆိုထားတဲ့အမှုတွေရှိတယ်လို့လည်းသိရတော့အမှုပေါင်းဘယ်နှစ်ခုလောက်တရားစွဲဆိုထားတာရှိလဲပြီးတော့ဒီအမှုတွေတဲ့အကမှာပေါ့နော်ကြားနာပြီးတဲ့အာကြားနာပြီးတဲ့နောက်ပြီးတော့ဒီတရားသူကြီးဘက်ကဆုံးဖြတ်ချက်ချပြီးတဲ့အမှုကရောဘယ်နှစ်ခုလောက်ရှိနေပြီလဲ ဟုတ်ကဲ့ကျမတို့ကအဓိကဒီသမရထရမ်ပေါ့နော်အအခုကျမတို့ဒီ VOE ကတရားဆွဲထားတာကတော့ US AGM ကိုကျမတို့ရဲ့မိခင်အဖွဲ့အစည်းကိုကျမတို့ကပြန်ပြီးတော့တရားဆွဲရတယ်လို့ဖြစ်နေတာပေါ့နော် VOE ဝန်ထမ်းတွေကအဲ့တော့ VOE ဝန်ထမ်းတွေဆွဲထားတာကတော့အခုလိုမျိုး VOE လုပ်ငန်းတွေကိုရုတ်တရက်ရက်လိုက်ပြီးတော့ကျမတို့အားလုံးကိုဟိုအလုံးဟို ဟိုဟာပေါ့ administrative leave ပေါ့နော်ကျမတို့ကိုအဲ့လိုမျိုးဟိုခွင့်ပေးလိုက်တဲ့အတွက်လုပ်ငန်းတွေရပ်ဆိုင်းလိုက်တာဟာတရားဥပဒေနဲ့မညီဘူးဥပဒေရအာလောက်တာမဟုတ်ဘူးဆိုပြီးတော့ကျမတို့ကတရားဆွဲထားတဲ့နေရာမှာအဓိကတော့ American နိုင်ငံရဲ့ဒီဖွဲ့စည်းပုံခြေခံဥပဒေပေါ့နော်ဒီ amendment ဒီဖွဲ့စည်းပုံခြေခံဥပဒေနဲ့ပထမဆုံးပြင်ဆင်ချက်ဖြစ်တဲ့ဒီဟိုဟာပေါ့လွတ်လပ်စွာပြောဆိုခွင့် ဲ့ဒီဟာကိုထိုးပေါက်တယ်ဆိုတဲ့အချက်နဲ့ကျမတို့ကအာတရားစွဲထားတယ်နောက်ပြီးတော့ဒီ American နိုင်ငံကပြဋ္ဌာန်းထားတဲ့ဒီအလုတ္တမအခွင့်အရေးတွေပေါ့နော်ကျမတို့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အခွင့်အရေးတွေ labor law တွေနဲ့ပတ်သက်ရင်ဒီလှုပ်ဆောင်ချက်တွေဟာထိုးပေါက်မှုရှိတယ်ဆိုတာကိုလည်းကျမတို့ကဟိုတရားစွဲထားပါတယ်အဲ့ဒီမှာပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ဒီ VOA Data ဆွဲထားတဲ့အမှုကတော့အော် VOA ဟာလွှတ်တော်ကပြဋ္ဌာန်းချက်နဲ့အညီဖွဲ့စည်းထားတာဖြစ်တဲ့အခုလိုမျိုးသမ္မတထရန့်အမိန့်နဲ့ VOA လုပ်ငန်းတွေကိုရက်ဆိုင်လိုက်ပြီးတော့ကျမတို့အတန်းတွေတိတ်အောင်လုပ်လိုက်တာဟာလွှတ်တော်ရဲ့ပြဋ္ဌာန်းချက်ကိုချိုးဖောက်တာဖြစ်တဲ့ဆိုပြီးတော့လည်းကျမတို့ကတရားဆွဲထားတာဖြစ်ပါတယ်ဆိုတော့ဒီဆွဲချက်တွေအားလုံးကိုလက်ရှိဒီအာဝါရှင်တန် DC မှာရှိတဲ့ကျမတို့ဒီ Federal တရားသူကြီးကနေပြီးတော့အနိုင်ပေးလိုက်တာပေါ့နော်ကျမတို့အားလုံးဒါတွေ အကုန်လုံးကိုပြန်ပြီးတော့ရပိုင်권ရှိတယ်ဆိုပြီးတော့သူကဆုံးဖြတ်ပေးလိုက်တာဖြစ်ပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီ VOA ကခေတ္တရပ်တန့်သွားတဲ့နောက်မှာပေါ့နော်မြန်မာနိုင်ငံလိုမျိုးဒီသတင်းမှန်ရရှိဖို့အချိန်နဲ့တပြေးညီသတင်းသတင်းမှန်ရရှိဖို့အတွက်အရေးကြီးနေတယ်မြန်မာနိုင်ငံလိုနိုင်ငံအတွက်ကတော့အဲဒါထိခိုက်မှုရှိတယ်လို့ပြောရမှာပေါ့နော်နောက်ပြီးတော့တစ်ဖက်မှာဆိုလို့ရှင်လေဒီအမားတို့ဒီသတင်းတင်ဆက်တဲ့သူတွေ VOA ကသတင်းထောက်တွေအနေနဲ့ဆိုရင်ရောအဲဒီလိုမျိုးသတင်းတင်ဆက်ခွင့်မရတဲ့အခြေအနေမှာအစိတ်ပိုင်းဆိုင်ရာအစိတ်ပိုင်းဆိုင်ရာဆိုတာပေါ့နော်ဒီသတင်းတွေကိုဖော်ပြပေးချင်တယ်ဒါပေမဲ့ကို့မှာဒါနဲ့ပတ်သက်ပြီးတော့လုံးလို့မရ တဲ့အခြေအနေဖြစ်နေရဆိုတဲ့နေရာမှာဘလို့အထိခိုက်မှုတွေရှိလဲဂျာရမဆိုလို့ချင်းလဲဒီ VOA ရပ်တန့်ခေတ္တရပ်တန့်ထားတဲ့အချိန်မှာပေါ့နော်မြန်မာနိုင်ငံမှာဒီငလျင်ကိစ္စတွေဆိုရင်လဲဟိုငလျင်လှုပ်ခတ်တဲ့ကိစ္စတွေကိစ္စအကြီးအကျယ်ဖြစ်သွားတာမျိုးတွေရှိတယ်ဆိုတော့လေဒါနဲ့ပတ်သက်ပြီးတော့ရောအမားတို့ဒီ VOA ဝန်တန်းတွေဘက်ကဘလို့စိတ်ခံစားချက်ရှိလဲရှင့် ဟုတ်ကဲ့စစောကညီမပြောသားတယ်လို့ပဲပေါ့နော်ဟိုကျမတို့ကဒီလိုမျိုး VOA ဆိုတာကနှစ်ပေါင်း80ကျော်ဟိုလေပတ်လာတဲ့ဒါသတင်းဌာနကြီးတစ်ခုဖြစ်တဲ့တကဘာလုံးအတွက်ပေါ့နော်နောက်အထူးသဖြင့်ကျမတို့ကဒီကဘာလုံးတကဘာလုံးမှာဆိုလို့ရှိရင်လူပေါင်းတန်း360ကျော်လောက်ကို เนาะကျမတို့ရဲ့ထုံနှိမ့်ချက်တည်းဟို နားဆင်နေကြတာဖြစ်တယ်ဆိုတော့အခုလိုမျိုးရက်လိုက်တော့ကျမတို့မြန်မာနိုင်ငံကျမတို့မြန်မာဌာနကဟိုကျမတို့ဝန်ထမ်းတွေကျမတငယ်ချင်းတွေအားလုံးပေါ့เนาะကျမလုပ်ဖို့ကံဖက်တွေအားလုံးဆိုရင်လေတော်တော်လေးကိုဟိုစိတ်ဆင်းရဲရတယ်တကယ်တမ်းတော့လေဘာဖြစ်လို့လဲဆိုတော့အခုဒီငလျင်လှုပ်တဲ့နေရာဆိုလို့ရှိရင်ဒါကျမတို့เนาะအဲ့လိုနေမှာတကယ်အကြီးကျယ်လှုပ်လှုပ်သွားရဲဆိုရဲနေမှာပေါ့เนาะကျမတို့သတင်းတွေတင်ဆက်ခွင့်မရတဲ့အတွက်ကျမတို့တော်တော်ယူကျုံမရဖြစ်ရတယ် ဆိုတော့ကျမတို့ VOE မြန်မာဌာနကဘယ်တော့မှဆိုမြန်မာနိုင်ငံမှာဒီတည်င်းအဲ့လိုအကြီးအကျယ်ကြီးဖြစ်လာတိုင်းပေါ့နော်ဒီဖြစ်ရဆိုတွေအအထူးသဖြင့်ဒီရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ Ranger တွေပေါ့ဖြစ်ခဲ့တဲ့ကိစ္စတွေနောက်ပြီးတော့ဒီအရင်တော့2008เนาะ Nagis မုံတိုင်းတိုက်ခိုက်ခဲ့တဲ့ကိစ္စတွေနောက်ပြီးဒီစစ်အာဏာသိမ်းခဲ့တဲ့ကိစ္စတွေနောက်စစ်အာဏာရှင်တွေကိုအငြင်းနဲ့တော်လှန်နေတဲ့ဒီလှုပ်ရှားမှုတွေမှာဆိုရင် VOA မြန်မာပိုင်းဌာနအနေနဲ့ဘယ်တော့မှနောက်မကျဘဲနဲ့ပေါ့နော်အချိန်နဲ့တပြေးညီကျမတို့ဖြစ်နေတဲ့အခြေအနေတွေကိုလူထုကိုအခြေအနေမှန်သိအောင်ကျမတို့တင်ဆက်ခွင့်ရတယ်အခုဒီအကြီးကျယ်လှုပ်ခဲ့တဲ့ဒီငလျင် ကိစ္စမှာပေါ့နော်ဒီစကိုင်းငလင်းမှာဆိုလို့ရှိရင်လေအဲကျမတို့ဒီအသက်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင်ကျမတို့ဒါတင်ပြခွင့်ရမယ်ဆိုရင်ဒီကယ်ဆယ်ရေးလုပ်ငန်းတွေနိုင်ငံတကာအကူအညီတွေကိုကျမတို့ဟိုမှန်မှန်ကန်ကန်နဲ့ ြည်သူတွေသိခွင့်ရအောင်ကျမတို့ကတင်ဆက်နိုင်မှာဖြစ်တယ်ဒီခွင့်ရေးတွေကိုကျမတို့ဆုံးရှုံးခဲ့ရတယ်ပေါ့နော်ကျမတို့တော်တော်ယူကြုံမရဖြစ်တယ်နောက်ပြီးတော့ဟိုအမေရိကန်နိုင်ငံအနေနဲ့လည်းဟိုဘလို့ဒီမြန်မာပြည်သူတွေအတွက်ဘလို့ကူညီနိုင်မလဲဘလို့တွေကူညီနေလဲဒီလိုဟိုဒီနဲ့ပတ်သက်ပြီးကျမတို့မေးမြန်းတင်ဆက်ခွင့်ကျမတို့ဒီလွှတ်တော်ကိုပေါ့နော်အမေရိကန်လွှတ်တော်ကိုကျမတို့မေးမြန်းခွင့်ပေါ့နော်ဒါသတင်းသမားတောက်အနေနဲ့ဒါမျိုးတွေလည်းကျမတို့ဆုံးရှုံးခဲ့ရတယ်ဆိုတော့ဟို အဲ့ဒီအတွက်လည်းကျမတို့တကယ်ယူကျုံမရဖြစ်ရတယ်။နောက်ပြီးတော့ဟိုကျမတို့သတင်းဌာနအနေနဲ့ဟိုအခုလိုမြန်မာနိုင်ငံမှာစစ်ကောင်စီကနေပြီးတော့သတင်းတွေကိုဟိုပိတ်ပင်ထားတဲ့အချိန်ပေါ့နော်။အဲနောက်ပြီးတော့သတင်းလွတ်လပ်ခွင့်ကိုဖိနှိပ်နေတဲ့အချိန်မှာဟိုဒီကျမတို့ဒီဘက်ကနေပြီးတော့အဲသတင်းတွေကိုအချက်အလက်ပြည့်ပြည့်စုံစုံနဲ့တင်ပြခွင့်ဆုံးရှုံးတာဟာလေအဲကျမတို့မြန်မာပြည်သူတွေအတွက်တော်တော်လေးလေးဟိုမျက်နာတယ်လို့ကျမတို့မြင်ပါတယ်ရှင့်။ အဲဟုတ်ကဲ့ပါမန်ဂျာနိုင်ရှင်ဆိုတော့ဒီ VOA ရဲ့သတင်းတင်ဆက်သူတယောက်အနေနဲ့ရောပေါ့နော်ဒီမြန်မာနိုင်ငံကမြန်မာပြည်သူတွေအတွက်အပါသတင်းစကားပါချင်တာရှိလဲပြီးတော့ဒီလက်ရှိ VOA ရင်ဆိုင်နေရတဲ့အမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရောဖြည့်ဆွတ်ပြီးတော့ပြောပြချင်တဲ့အကြောင်းအရာရှိအောင်မလားရှင် โอเคဟိုကျမကမြန်မာမြန်မာနိုင်ငံမှာဝေးဖွားခဲ့တယ်ဒါကျမရဲ့နိုင်ငံဖြစ်တယ်ပေါ့เนาะဆိုတော့ကျမရဲ့ဒီအမိနိုင်ငံမှာကျမကဒီအာကျမတို့မွေးဖွားချိန်ကလေးကတပါတီအာနာရှင်စနစ်เนาะကျမတို့ဒီကျမတို့ဒီတည်င်းလွတ်လပ်ခွင့်နဲ့ပတ်သက်တာဖြစ်ဖြစ်ကျမတို့ဒီလူခွင့်ရေးနဲ့ဖြစ်ဖြစ်ကျမတို့အဲ့ချိန်ကကျမဒီအသက်ဟိုငငယ်ဟိုဟာပေါ့เนาะကျမအသက်စေကျော်တက်ခဲကကျမတို့ဟာတိုက်ပွဲဝင်ခဲ့တယ်ဆိုတော့အဲ့လိုတိုက်ပွဲဝင်ရင်းနဲ့ ပေါ့နော်ကျမအခုအမေရိကန်နိုင်ငံလိုလူခွင့်ရေးအပြည့်အဝဒီမိုကရေစီနိုင်ငံဆိုရဲလူခွင့်ရေးတွေကိုလေးစားရတဲ့ဆိုရဲနိုင်ငံကိုကျမရောက်လာတဲ့ချိန်မှာဟိုကျမကိုယ်တိုင်အခုလိုအမေရိကန်အစိုးရ အခုပေါ့သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ جماعه ပြန်ပြီးတော့ဟိုမြန်မာနိုင်ငံလူမျိုးပြန်ပြီးတော့တိုက်ရမယ်လို့ جماعه မထင်ခဲ့မိဘူးပေါ့နော်ပြန်ပြီးတော့ جماعه တို့တောင်းဆိုရမယ်တိုက်ပွဲဝင်ရမယ်လို့ جماعه မထင်ခဲ့မိဘူးဒီနိုင်ငံမှာအခုဆိုရင် جماعه တို့ဟာဒီအမေရိကန်နိုင်ငံမှာလေသတင်းလွတ်လပ်ခွင့်အတွက် جماعه တို့ဟာပြန်ပြီးတော့အော်ဒီ သက်ဆိုင်ရာအမေရိကန်ဆိုးရွားကိုကျမတို့ပြန်ပြီးတော့တိုက်နေရတယ်အဲ့ဒါကဘာလဲဆိုတော့ကျမတို့ပြည်သူတွေအဲကျမတို့ဒီသတင်းဟိုကျမတို့သတင်းပရိသတ်တွေအတွက်ပေါ့နော်ကျမတို့မှန်မှန်ကန်ကန်နဲ့ဖြစ်နေတဲ့အခြေအနေတွေကိုကျမတို့အချက်လက်မှန်မှန်ကန်ကန်เนาะဟိုတက်ဆိုင်တဲ့နေရာတွေတက်ဆိုင်သူတွေကိုကျမတို့မင်းမြန်တင်ပြခွင့်အဲရဖို့ပေါ့လေဒါတွေကိုကျမတို့အခု အော်အထူးသဖြင့် American နိုင်ငံလိုနိုင်ငံမှာတော့မှကျမတို့ပြန်တိုက်နေရတယ်ဒီအတွက်လည်းကျမတို့ဆက်ပြီးတော့ဟောကျမအနေနဲ့ကသတင်းလွတ်လပ်ခွင့်တဲ့တိုက်ပွဲဝင်သွားမယ်ဒါကဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံလိုသတင်းလွတ်လပ်ခွင့်ဖိနှိပ်နေတဲ့နိုင်ငံတွေမှာဒီသတင်းမှန်တွေတိကျဖို့ရဖို့အတွက်ပေါ့နော်ဒါကကျမတို့သတင်းလွတ်လပ်ခွင့်ကအရင်အရေးကြီးတယ်ဒီကဘာကြီးဒီကဘာလုံးမှာဘာတွေဖြစ်နေလဲဆိုတဲ့အခြေအနေမှအချက်လက်မှန်တွေကိုသိဖို့မြန်မာနိုင်ငံလို တရင်တွေဖိနှိပ်ခံထားတဲ့နိုင်ငံတွေမှာကျမတို့အမေရိကန်မှာရှိတဲ့တရင်ဌာနတွေနဲ့တင်ဆက်ခွင့်ရနိုင်ဖို့ပေါ့နော်ကျမတို့ဆက်ပြီးတော့တိုက်သွားမှာဖြစ်တယ်ဒီအတွက်လည်းအကျမတို့ဒီအမေရိကန်ကျမတို့ဒီ VOA သတင်းဌာနကိုဟိုဆက်ပြီးတော့အားပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါမင်းဂျန်နာရှင်ကျွန်တော်တို့ဒီ Music Man One of the One တို့ဒါတွေကလည်း VOA အမြန်ဆုံးပြန်လဲလဲပန်းနိုင်မှုအတွက်ဆူတောင်းပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ဒီအာမြစည်းမကိုအချိန်ပေးပြီးတော့ဖြည့်ချားပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါကျမတို့လည်းအခုလိုမေးမြန်းခွင့်ပေးပြီးတော့ကျမတို့ဒီအခုလိုမေးမြန်းပြီးတော့ပေါ့နော်ကျမတို့ဖြေချခွင့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ပါ